အာဓမစစ်မှုထမ်းခိုင်းတာအလုံသမားခွင့်ရေးတွေကိုစိုးစိုးဝါဖိနှိပ်ပိတ်ပင်တာတွေလုပ်နေတဲ့စစ်ကောင်စီကိုနိုင်ငံတကာအလုံသမားစံနှုန်းတွေကိုမလိုက်နာမှုပုံမှ33နဲ့အရေးယူဖို့အလုံသမားတွေနဲ့ဒေါ်လာရင်းအင်အားစုတွေကအပြည်ပြည်ဆိုင်ရာအလုံသမားရေးရာဖွဲ့ ILO ကိုတောင်းဆိုနေကြပါတယ်။ရန်ကုန်၊စကိုင်း၊မကွေးတိုင်းနဲ့ကချင်၊ကရင်၊ရှမ်းပြည်နယ်တို့အပြင်ထိုင်းနိုင်ငံမှာပါလူမှုလှုပ်ရှားမှုတွေလုပ်ပြီးတော့တောင်းဆိုနေကြတာပါ။ အန်ဒီရကြားတဲ့ကပဲလှုပ်ရှားမှုလုပ်ခဲ့ရတယ်လို့ရန်ကုန်တော်လန်ညီနောင်၄ဘွဲ့ရဲ့သတင်းပြန်ကြားရေးတာဝန်ခံတရဝန်က RFA ကိုပြောပါတယ်။တရားမျှတပြီးရောအေးယူနိုင်မဲ့ဥပဒေတစ်ခုညီမတို့မျှော်လင့်နေတကယ်လို့အေးအေးယူနိုင်မယ်လို့လည်းညီမတို့ကထင်တယ်ပေါ့နော်။ချန်ကောင်ပြောပါဒီလိုမျိုးအခြေအနေလောက်တဲ့ဆိုတာပုံပြညီမတို့ကအန်ဒီရများရဲ့မရရဲ့အသက်အန်ဒီရဲ့ ော်တော်ညီမတို့လောင်းချီထပ်ထားရမယ်။ညီမတို့ရရန်ကန်တာနဲ့ညီမတို့ရစလုံးဒီနေ့တော်လန်နေဆွေးစိတ်တက်နေမှာပေါ့။အဆုံးအဆုံးထင်ရှားကိုပြောရနေပြီးတော့တော်နေဒီတော်လန်ရဲတော်လန်ကျေပါလေ။စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်အလို့သမားတမကခေါင်းဆောင်တွေနဲ့အဖွဲ့ဝင်တွေကိုဖမ်းဆီးတာအလို့သမားတွေကိုစစ်မှုထမ်းခိုင်းမှုပေါ်တာဆွဲတာအပြင်အလို့ရှင်တွေကလည်းအလို့သမားတွေရဲ့လှုပ်ရှားတွေကိုခေါင်းပုံဖြတ်တာတွေရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာလုံသမားသမဂ္ဂများအဖွဲ့ချုပ် CTUM ရဲ့ဆက်သွယ်ရေးတာဝန်ခံမတ်ဖောင်ယူကပြောပါတယ်လုံသမားတွေရဲ့လုပ်ငန်းခွင်ရာဆိုရင်အေဂျင့်တာယာမှုမရှိသလိုခစ်သစ်ကြွန်ပြုစနစ်တာဖြစ်နေခြင်းဖြစ်ပါတယ်။ ILO ကပုံမှ33ရာဒီမြန်မာစစ်အာဏာရှင်ကို အမြန်ဆုံးအရေးယူဖို့လုံသမားပြည်သူတွေရဲ့ဆန္ဒဖြစ်တယ်။လုံသမားပြည်သူတွေကတောင်းဆိုတာဖြစ်တယ်။ ဒီတော့တွင်းမှာပဲရန်ကုန်တပိတ်အင်အားစုတွေကလည်းဖိနှိပ်မှုတွေပို့ပြီးဆိုးရလာတဲ့စစ်ကောင်စီကိုအရေးယူဖို့ဥရောပတမကနဲ့အယလိုဖွဲ့ဝင်နိုင်ငံတွေကိုမတ်လ၁၂ရက်နေ့မှာအိတ်ဖွင့်ပေးစာပေးပို့ခဲ့ပါတယ်။ပြည်သူတွေရဲ့တောင်းဆိုမှုတွေကိုအယလိုရဲ့အဖွဲ့ဝင်နိုင်ငံတွေကကြားသိဖို့လိုအပ်တယ်လို့အယလိုအုပ်ချုပ်ရေးဖွဲ့ဝင်တယောက်ဖြစ်တဲ့မတ်ဖြိုးဆန္ဒဆိုက RFA ကိုပြောပါတယ်။ ပြည်ပစာလုံသွားရည်ရညီလာခံကဒီကနေလုတ်ပေးလိုက်တဲ့မူချံဆုံးဖြတ်ချက်မူချံကိုတို့ရော endorse လုပ်တဲ့အဆင့်ပဲဒီဆုံးဖြတ်ချက်တွေအရင်အရေးကြီးတယ်ပါသွားမဲ့ဟာတွေပေါ့နော်ပြအဓိကအမှားကံပြောတာတော့ရုရှားနဲ့တရုတ်ကပြောတာဂျန်နဲ့အစိုးရတွေကတော့အကြမ်းဖက်ဆက်သက်ကျူးလွန်နေတာကိုသိတယ်ဘလို့ပုံစံမျိုးနဲ့အရေးယူရမလဲဆိုတာပြည်သူကိုမထိခိုက်ပဲအလုံသမားကိုမထိခိုက်ပဲဘလို့အရေးယူရမလဲဆိုတာကိုပဲတို့ရောအသုံးသက်နေတဲ့အနေအထားဖြစ်ပါတယ်လို့ မတ်လ23ရက်နေ့မှာလောက်သမားအစုဖွဲ့တွေကစစ်ကောင်စီကိုအေးအေးယူနိုင်မဲ့နီလန်ကိုဆွေးနွေးကြမယ်လို့ဆိုပါတယ်ဒီနီလန်တွေကိုမတ်လ19ရက်နေ့မှာတော့အလုသမားအလုရှင် အစိုးရ၃ပွင့်ဆိုင်ဆွေးနွေးပြီးတော့ဆုံးဖြတ်ချက်ချမှာဖြစ်ပါတယ်ဒီဆုံးဖြတ်ချက်ကိုလာမယ့်ဂျွန်လမှာကျင်းပမယ်အပြည်ပြည်ဆိုင်ရာလောက်သမားကြီးရညီလာခံမှာမဲခွဲဆုံးဖြတ်ပြီးတော့အတည်ပြုမှာပါစစ်ကောင်စီကိုအလုညီလာခံမှာအေးအေးယူနိုင်ရေးလှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ပြောဝင်ရသူဗိုလ်ချုပ်စော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ပြန်လည်ဖြည့်ကြားတာမရှိပါဘူးရှင်။